။အရှိရင်းနဲ့အိမ်တော်ကြီးမှာအမေအများဆုံးနဲ့ဖြည့်ရှင်ပေးရတာအများဆုံးဖြစ်တဲ့ကိုယ့်ရဲ့ရှစ်သူကနောက်လူထားနေတာ။နောက်လူအပေါ်စိတ်ရောက်သွားတာ။နောက်လူစီကိုစိတ်ရိုက်နေတာ။ဘာမဟုတ်တာလီနဲ့ပြဿနာတဲ့စကားများနေရလမ်းခွဲပြက်စဲသွားတာလမ်းခွဲဖို့ပြင်နေတာသူ့ကိုကိုးစီပြန်လာစေချင်တာနဲ့ရှေရှုပ်ပြီးအပြင်မှာရည်စားတွေများနေရဆိုတဲ့မိတ်ဆွေတွေအတွက်ပြန်ခေါ်အစီအရင်နဲ့နန်းရှုပ်အစီအရင်လေးလုပ်ပေးပါတယ် ပြန်ခေါ်အစီရင်ဆိုတာကတော့ကိုနဲ့လမ်းခွဲပြီးရဲ့ရှစ်သူအိမ်တော်ဘက်တွေကိုစီကိုပြန်လာအောင် ကိုကိုပြန်ရှစ်လာအောင် လုပ်ပေးတာဖြစ်ပြီးတော့နန်ရှုပ်အစီရင်ဆိုတာကတော့ကိုအပေါ်ဒစိမ့်ဆက်နေတဲ့ရှစ်သူအိမ်တော်ဘက်တွေကိုအပေါ်ပြန်ဆွဲလန်းပြီးရှစ်ခင်လာအောင်ကိုမကိုတန်တန်ဆွဲဖြစ်နေစေအောင်အပြစ်မှရှေ့ရှုံနေတဲ့သူကိုစိတ်အေးခြင်းနဲ့အင်ကပ်စေခြင်းနဲ့ဆိုတဲ့သူတွေကိုရှစ်သူဟာကိုအပေါ်စိတ်မရောက်ဘဲနောက်လူအပေါ်ကိုစိတ်ရောက်နေတယ်နောက်လူထားနေရဲဆိုတဲ့သူတွေ ကိုပြောတဲ့စကားကိုနားထောင်စီရှင်လဲဆိုရဲလူတွေလှုပ်လို့ရတဲ့အစီအရင်ဖြစ်ပါတယ်